ကွက်ရှိဆက်331နော်331လို့ရိုက်ပြီးတော့ကျွန်တော်တို့639 639ရဲ့ဆောင်းမှာကျွန်တော်တို့656လို့ရိုက်တယ်နော်656လို့ရိုက်တယ်အဲ့လို656လို့ရိုက်ဖို့ပါပေါ့နော်ตัวถอดถ่าล่ะสิเด้อบ่เนาะถอดถ่าบ่รู้ถอดถ่าเลยสุดแล้วเราတို့ ဒီကနားကိုထောက်ထားတယ်နော်လီ38လို့ထောက်ထားတယ်နော်သူရဲ့ဒီ63ညာကိုနော်နှစ်ထဲမှာပေါ့နော်လီ38လို့ထောက်ထားတယ်နော်သူကဒီ656ကနော်ဘယ်ကနေပြည့်လဲဆိုတော့ကျွန်တော်တို့ဒီ331ရဲ့သူရဲ့ရှင်းနှစ်ထဲကနော်ကျွန်တော်တို့ဂျင်ကိုက်ပေါ့နော်ဒီ656ကနော်656လို့နော်လန့်ထဲတာပေါ့ တခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများနော်331နော်331ကနေကျွန်တော်တို့ဒီကနေကြီးလိုက်ပေါ့နော်331အောက်ကနေတစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ရအောင်ပါ639ပေါ့နော်639ရဲ့ဇောင်းမှထွက်ထားတဲ့656ကနော်656ကနော်ဘယ်ရလာလဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့331ရဲ့သူ့ရဲ့ရှင်း နှစ်ထဲကကျွန်တော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၁ကြိမ်၁၂ကြိမ်ကကဏ္ဍပေါ့နော်၁၂ကြိမ်က656ကနော်ဒီကုသညာ6ရက်နော်ဇောင်းမှာလိုက်ထွက်တယ်သူထောက်ထားတာလည်းဒီကုသညာ6ရက်အောက်ကတစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၁စနစ်၁၃14ကြိမ်အမှာကျွန်တော်လေး၃၈လို့ထောက်ထားတယ်ပေါ့နေခြင်းဆိုလို့ရှိရင်လမ်းရမကောင်းဘူးနော် နေခြင်းဆိုလို့ရှိရင်အင်တာနက်လိုင်းနဲ့ဒါတော့မှညကျွန်တော်7နာရီခွဲကြော်မှလိုင်းကောင်းတဲ့ချိန်လွှင့်ရတာပေါ့တိကျကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးကျွန်တော်တို့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီမှာ331လို့တဲထွက်တယ်ဘုံမှာလည်း331နော်ဒီမှာလည်း331လို့တွက်တတ်တယ်သူကနေသူ့အောက်ကိုကြီးလိုက်ပါတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်နော်6ချိန်ရဲ့အောက်မှာ6 3 9လို့ရိုက်တယ် နော်6 6တုံညောက်ဒီ6 90ရဲ့ဇောင်းကနန်းခုထွက်မဲ့ကျွန်တော်တို့10ချိန်မြောက်ကနန်းပေါ့နော်10ချိန်မြောက်ကနန်းကကျွန်တော်တို့ဒီ331ရဲ့ရှိထဲကကျွန်တော်တို့ရည်လိုက်ပါနော်ဒီကနေ့ရည်ထားတာကျွန်တော်တို့1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်11ချိန်12ချိန်မြောက်က656ကနော်656လို့ရိုက်တယ် သူကလည်းအလိုပဲကျွန်တော်တို့သူ့ရဲ့ဘေးကနေကြည့်လိုက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်၁၂ချိန်မြောက်ကဒီ၆၄၃ဆိုတဲ့ကဏ္ဍနော်၆၄၃ကိုကျွန်တော်တို့၆၄၃လို့နော်တဲရွှေ့ခြင်းတော့နော်ကြီး၆၄၃နော်၆၄၃လို့တဲပြန်ရွှေ့ခြင်းလားနော်643လို့တဲပြန်ရွှေ့ခြင်းလား ဒီ643ကနော်643လူရိုက်ဖို့ကလည်းသူဒီ690ရအောင်မှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်6ကြိမ်ခုနှစ်ကြိမ်7ကြိမ်9ကြိမ်10ကြိမ်11ကြိမ်နော်12ကြိမ်မြောက်ကကဏ္ဍပေါ့နော်ကြည့်လိုက်ပါနော်ဒီ690ရအောင်မှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်6ကြိမ်ခုနှစ်ကြိမ်7ကြိမ်9ကြိမ်10ကြိမ်11နော်စနစ်73 75ချိန်မှာကျွန်တော်တို့14ချိန်ပေါ့เนาะကျွန်တော် 1234567891012314ချိန်ပေါ့နော်သူက843လို့နော်ရိုက်ထားတယ်ပေါ့သူကလည်းနော်438လို့ထောက်ထားလို့ပေါ့နော်438လို့ထောက်ထားတော့1234567891012314ချိန်ပါပဲနော်သူထောက်ထားလို့နော်ဒီ643က643လို့တည်ပြရှင်းတာပေါ့ဒီမှာကျတော့ကျွန်တော်တို့ 6 6ကကျွန်တော်တို့6 6လို့တည့်ရွှေတာပေါ့နော်ဒီ6 3 9ရဲ့စောင်းမှာအဲ့မှာဒီ6 4 3ကဖြစ်သွားနိုင်လားဆိုတော့ကျွန်တော်တို့ကြည့်ပေါ့နော်ဒီမှာသူကရွှေဆိုင်မှာ၁၀ချိန်မြောက်မှာဝင်ထားတယ်ပေါ့နော်၁၀ချိန်မြောက်မှာဝင်ထားတယ်ကျွန်တော်ရဲ့ဒါကနော်တခြားကြည့်ပါကျွန်တော်ရဲ့ကနန်းဆိုင်ကိုအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးရှာဖွေမှုကိုကြိုင်းနှစ်သက်မှာဝင်ပါနော်ကျွန်တော်က ဘယ်လိုခေါ်မလဲငွေကနန်းတွေကိုကျွန်တော်မတင်ဘူးဆိုတာဒီလိုမျိုးတွေနော်သူ့ရဲ့စေချိန်မှာရွှေစိုက်တွေပါလေးရှိတယ်နော်ကနန်းစိုက်တွေရှိတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တင်ပေးပါတယ်နော်ဒါကြိုက်ရင်လည်းဒီပွဲမှာမထွက်ခဲ့ဘူးဆိုလို့ရှိရင်နောက်ပွဲမှာမွေးထုတ်ပေါ့ဗျာနော်မွေးထုတ်ပေါ့နော်ဒီပွဲကိုကျွန်တော်တို့ကဒီ6လေး3ကိုဘယ်လိုထုတ်ထားလဲဆိုတော့ဒါအားလုံးလည်းနော်သိအောင်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေငယ်ချင်းများအားလုံးသိချင်ပါဒီမှာရွှေစိုက်တော့ရှိပြီနော်မွေးစိုက်ကြတော့သူက ဘလို့လောက်ထားလဲဆိုတော့သိချင်ကြည့်ပါဒီမှာ၄၃ည၆လို့ထွက်ထားတယ်เนาะသူ့ရဲ့เนาะတနည်းနှစ်နှစ်သုံးနှစ်၄နှစ်မြောက်ထဲမှာပေါ့เนาะ၄၆တေးလို့ထွက်ထားတယ်၄၃၄၆၀เนาะသူပတ်လက်ထွက်ပြီးတော့တနည်းနှစ်နှစ်သုံးနှစ်၄နှစ်မှာ၄၆တေးလို့ထွက်ထားတယ်เนาะ၄၆တေးပြီးတော့တနည်းနှစ်နှစ်သုံးနှစ်၄နှစ်မှာ၄၆နှစ်လို့ထွက်တယ်เนาะ၄၆၀ နှစ်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မှာ463ဆိုတဲ့ကဏ္ဍကเนาะဒီနေ့ထဲမှာเนาะခုချိန်မှာပေါ့เนาะဒါပက်လဲပေါ့เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးပက်လဲတာလိုင်းနိုင်ကြီးပေါ့เนาะသူ့မှာเนาะ460တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မှာ461တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မှာကျွန်တော်တို့642နှစ်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မှာဒီ643ဆိုတဲ့ကဏ္ဍကเนาะဒါထွက်နိုင်ကြီးရှိသွားပြီ နောက်ကျွန်တော်တို့မွေးကနန်းဆိုင်နေတာပေါ့နော်မွေးကနန်းဆိုင်နေတာတခြားကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီ461ဆိုတဲ့ကနန်းကကျွန်တော်တို့သူ့ရဲ့ဒီဘက်နှစ်မှာနော်ဒီအထောင်ရဲ့ဒီဘက်နှစ်မှာနော်461လို့ထွက်ခဲ့တယ်တခြားကြည့်ပါနော်နောက်ကျွန်တော်တို့သူကနေနော်သူကနေရေးကြည့်လိုက်ပေါ့နော်ဒီကနေပေါ့ เนาะဒီကနေဒီလေကောင်းနေပဲရည်လိုက်ပေါ့เนาะကျွန်တော်ဒီ4 6တဆိုတဲ့ကဏ္ဍကသူ့ရဲ့ဒီဘက်နဲ့မှာ4 6တလို့ထွက်တယ်เนาะဒီလေကောင်းနေလေပေါ့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာเนาะကျွန်တော်တို့ဒီနှစ်ကိုခွန်ဆိုတဲ့ကဏ္ဍကကျွန်တော်သူ့ရဲ့ဒီဘက်နှစ်မှာကျွန်တော်တို့ကိုခွန်နှင်းလို့လိုက်ပါတယ် ဒီချက်ကြီးเนาะကျွန်တော်ရဲ့မက်ရှိတငယ်ကြီးများအားလုံးမျက်စိတော့လင်မသွားနဲ့ဗျလင်မသွားနဲ့ဆိုကျွန်တော်ကเนาะဒီလိုကြည့်နေမတဲ့เนาะကျွန်တော်ကကလင်နာရှာဖွေမတဲ့ဗျာဒါတော့မှညเนาะစတစ်ခွက်ကြောနေပြီเนาะလိုင်းကောင်းတဲ့ချိန်ဗျာဒါနေကင်းကြီးကတော့လိုင်းကိုဘလုံးမှမကောင်းဘူးဗျာเนาะအဲ့ဒီဗျာဒီကနေဗျာကျွန်တော်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာကျွန်တော်တို့ဒီနှစ်ကိုခွန်ဆိုတဲ့ကနေဒီဘက်မှာထွက်တယ်เนาะကျွန်တော်တို့ဒီကနေကြီးလိုက်ပေါ့เนาะတစ်ချိန်နှစ်ချိန်သုံးချိန်မှာ ျွန်တော်တို့ဒီ3ည6 9ဆိုတဲ့ခဏကနော်သူ့ရဲ့ဒီဘက်နှစ်မှာ9 3 6လို့လိုက်တယ်နော်9 3 6လို့လိုက်တယ်သူကနေကြီးလိုက်တစ်ချိန်နှစ်ချိန်3ချိန်မှာကျွန်တော်ဒီ4ထိတ်6ထိတ်နော်3ထိတ်နော်4 6 3ဆိုတဲ့ခဏသူ့ရဲ့ဒီဘက်နှစ်မှာကျွန်တော်တို့4 6 3လို့ခု6ချိန်မြောက်မှာဖမ်းထားတယ်ပေါ့နော်သူ့မှာလည်းခုနကလည်းရွှေဆိုင်ကျွန်တော်ပြခဲ့တယ် နောက်သူ့ရဲ့ဂန်းနိုင်ကြီးကနော်460 461 462 463လို့နော်ဒီဒီမှာသူ့နှစ်ထဲမှာနော်သူပေးခြင်းနေတယ်မွေးကနန်းအနေနဲ့ကျွန်တော်တီ164ရာသူ့ရဲ့ဒီဘက်နေမှာ461လို့ထွက်တယ်နှစ်96962လို့ထွက်တယ်နောက်ကျွန်တော်တို့369က936လို့ထွက်တယ်နောက်ကျွန်တော်တို့463ကနော်643ပဲလေလို့ဒါဒီ2025မှာ ရှိသွားပြီเนาะရွှေဆိုင်ကလည်းရှိတယ်အဲ့ဒီမှာ तू အထူးထူးစမ်းစမ်းနေတယ် तू ကဘာလောက်ထားလဲဆိုတော့เนาะဒီဆိုင်ကြီးပါကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီမှာကျွန်တော်တို့တုံညာခါတုံညာခါတုံညာခါလို့เนาะလေးချက်သုံးချက်တန်းထားတယ်ပေါ့နော်တုံညာခါတုံညာခါတုံညာခါလို့သုံးချက်တန်းထားတဲ့ချိန်ပါနော်တုံညာရဲ့ပါပါကျွန်တော်တို့ငါးထိတ်လို့ တစ်ခါပြန်ဇောင်းထိုးထားတယ်ပေါ့ဒီ၃ညရဲ့ပါပါနော်ငားထိတ်လို့ဇောင်းထိုးထားတယ်ဒီ၃ညရဲ့ပါပါငားထိတ်လို့ဇောင်းထိုးထားတယ်ပေါ့နော်အဲ့လိုဒီ၃ညခါနော်ငားထိတ်လို့ဇောင်းထိုးထားတဲ့အချိန်မှာကျွန်တော်တို့သူထောင်ထားတဲ့၄၅၃ဆိုတဲ့ကဏ္ဍက၄၅၃လို့သူထွက်ခဲ့တယ်နော်သူရဲ့ဒီဘက်နှစ်ပါပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ၃ညထိတ် ၃ညခါ၃ညပါပါ၅ထိတ်လို့ထည့်တဲ့အချိန်မှာကျွန်တော်တို့၅၃ည၃ဆိုတဲ့ကဏ္ဍကကျွန်တော်တို့သူရဒီဘက်နှစ်မှာ၅၃ည၃လို့ပြန်လိုက်ခဲ့တယ်တခြားကြီးနော်အားလုံးကျွန်တော်ရမိတ်ဆွေတွေငယ်ချင်းများအားလုံးဒီ၃ညခါ၃ညခါ၃ညခါလို့နော်ကျွန်တော်တို့သုံးချက်တန်းတဲ့အချိန်မှာ၃ညပါပါ၅ထိတ်လို့ဝင်လို့ရှိရင်နော်ဒီ၃ညခါရဲ့နောက်ထောင်ပေါ့နော်၅ပိတ်ရဲ့ ၄ပိတ်ရ၃ပိတ်ရ၅၄၃ဆိုတဲ့အထောင်ဒီသူ့ရဲ့ဒီဘက်နှစ်မှာ၄၅၃လို့လိုက်ထွေးတယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့၃ညာခါ၅ထိပ်၃ညာပါပါ၅လို့နော်တွင်းနေပေါ့နော်ဒါတွေကကျွန်တော်ထားခဲ့တာတွေရှိတယ်ပေါ့နော်ကျွန်တော်ထားခဲ့တာတွေရှိတယ်၃ညာဒီ၃ညာခါ၃ညာပါပါ၅ထိပ်လို့ထည့်တယ်၅ထိပ်လို့ထည့်ပြီးတော့နော်ကျွန်တော်တို့ဒီ၅ရဲ့နှက်ခတ်၃ဆိုတဲ့နောက်ပေါင်း၃လို့ရိုက်လို့ရှိရင်နော် 53သူ့ရဲ့ဒီဘက်နှစ်မှာ53လို့ထွက်တယ်။တုံညာခါတုံညာပါပါ9ထိတ်လို့ထည့်တယ်9ရဲ့နှစ်ခတ်နောက်ပေါင်း3လို့ရိုက်လို့ရှိရင်နော်နောက်ပေါင်း3လို့ရိုက်လို့ရှိရင်9တုံညာ3ဒီသူ့ရဲ့ဒီဘက်နှစ်မှာ9တုံညာ3လို့လိုက်တာတယ်နော်တုံညာခါတုံညာပါပါ9ထိတ်လို့ရိုက်တယ်9ရဲ့နှစ်ခတ်နောက်ပေါင်း3လို့ရိုက်လို့ရှိရင်သူတောင်းထားတဲ့4 3 6ဆိုတဲ့ကဏသူ့ရဲ့ဒီဘက်နဲ့မှာ643လို့သူကလိုက်ချင်တာပေါ့သူကကျင်ကိုင်းနေနဲ့သူကတက်ချင်နေတာနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတကယ်ကြီးများအားလုံးသူ့အနေနဲ့သူထောက်ချက်ယူမယ်ဆိုလို့ရှိရင်ဒီ3ညခါကြောင့်မလို့နော်3ညအပါပါ9လို့သူကထည့်ထားတယ်9ရဲ့နှစ်ခါနောက်ပေါင်း3လို့ထည့်လိုက်တဲ့ချိန်မှာသူ့ရဲ့နှစ်ထဲကနော်9ထည့်ရဲ့ဇောင်းမှာလိုက်တယ်ဗျနော်ဒီ၄၅၄၃ဆိုတဲ့ကဏ္ဍကနော် ီမှာလည်းအဲ့လိုပဲဒီ၃ညခါ၃ညပေါင်း၅ထိပ်၅ရက်နှစ်ခါနောက်ပေါင်း၃လို့လိုက်လို့ရှိရင်သူ့ရဲ့ဒီဘက်နှစ်မှာထွက်တော့မယ်ဆိုလို့ရှိရင်နော်သူ့ရဲ့ဒီဘက်နှစ်ကိုထွက်တော့မယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့သူထည့်ထားတဲ့ဒီဘက်နှစ်ထဲမှာပေါ့နော်ကျွန်တော်တို့ဒီ၅ထိပ်ရဲ့ဇောင်းမှာပဲသူလိုက်ပေးခဲ့ပေါ့ဒီမှာလည်းဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့၃ညခါနော်၃ညပေါင်း၅ထိပ်နော်၅ရက်နှစ်ခါနောက်ပေါင်း၃လို့ပြီးလို့ရှိရင်နော်ကျွန်တော်တို့ 4 3 6ဆိုတော့ကနသူ့ရဲ့ဒီဘက်နှစ်မှာထွက်တော့မယ်။သူလိုက်တော့မယ်ဆိုလို့ရှိရင်เนาะသူ့ရဲ့နှစ်ထဲမှာ9ထိပ်ဆိုတဲ့ကနလည်းတည်ပြီးထားရမယ်သူဆောင်းမှာเนาะအဲအကြောင်းမလို့ကျွန်တော်6 4 3ဆိုတဲ့ကနကိုတိုက်เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဆေးချင်းရွေးလိုက်တော့เนาะဒါတော့เนาะကျွန်တော်တို့ဆေးချင်းတစ်ချိန်စာပေါ့เนาะတပေါင်းပါเนาะကျွန်တော်တို့ဆေးချင်းကနေနှစ်ကုန်ထိ9တောင်းပါ နော်ဒါကတော့ရှာဝေမှုကိုကျန်နေတဲ့တဲ့ဆိုမှမမဝင်ခဲ့ပေါ့နော်ရွှေစေတာ3998969လေးဒီဖုန်းနံပါတ်မှာဘိုက်ဘာရှိပါလေဗျနော်ဖုန်းလိုင်းတွေကနော်ဘလို့မှမကောင်းဘူးဗျနော်ဖုန်းခေါ်လို့မရဘူးနော်အင်တာနက်လိုင်းလည်းမရဘူးနော်အင်တာနက်လိုင်းလည်းမရဘူးဖုန်းခေါ်လို့လည်းမရဘူးဘိုက်ဘာနဲ့ချိန်ဝင်ခဲ့ဒီခုကျွန်တော်သုံးနေတာလေမိုင်းတဲနဲ့သုံးရတာကျွန်တော်သုံးနေတာခါတိုင်းသုံးနေတာကျွန်တော်တို့ဒီ3998969နဲ့ဒါသုံးတာပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံး လိုချင်ပေါ့နော်ဒီ10ချိန်အတွက်လိုချင်ပေါ့နော်10ချိန်အတွက်လိုချင်တော့နော်တစ်ချိန်စာအုပ်1000ပါနော်10ချိန်ရင်းနှစ်ကုန်ထိနော်ရှာဖွေမှုကိုကြိုက်လို့လက်တွဲချင်းလည်းဆိုလို့ရှိရင်9000ပါဗျနော်နှစ်ကုန်ထိရွှေစေသား3900ကိုရှိရကိုရှိရကိုလေးပါနောက်ကျွန်တော်တို့သူ့မကနော်ဒီ643မှာက643မှာသူလောက်ထားတာကရှာကြည့်ပါနော် ဒီ line မှာ643ကတော်တော်လေးကိုဒေါင်းစီပက်စီသူတော်တော်လောက်ထားတယ်ပေါ့ဆက်ကြည့်ပါနော်အားလုံးကျွန်တော်ရမေးစစ်တငယ်ကြီးများအားလုံးဒီ line လည်းဒါအများကြီးပေါ့နော်ကျွန်တော်ဒါထားကြုံပါနော်နောက်ထပ်လည်းပြရစရာရှိနေတာတော့နော်ဒီ line လည်းအများကြီးအများကြီးဒီဒီ line မှာဒီ643ကလောက်ထားတာပေါ့နော်3ထိပ်နော်4ထိပ်5ထိပ်6ထိပ်ပေါ့နော် 3ထိတ်4ထိတ်5ထိတ်6ထိတ်เนาะဒီ3လုံးပေါင်း6လို့ထည့်တယ်เนาะဒီ3လုံးပေါင်း6လို့ထည့်တယ်ဒီ3လုံးပေါင်း6လို့ထည့်တယ်ဒီမှာကျွန်တော်တို့က6ထိတ်လို့ထည့်တာလေเนาะဒီ3လုံးပေါင်း6ဆိုလို့ရှိရင်ကျွန်တော်တို့4ခါเนาะ6 4ด้วยเนาะအဲ့6 4ด้วยကို तू ကလောက်ထတာကခဏလေးเนาะ6 4ด้วยကိုလောက်ထတာကเนาะကျွန်တော်တို့ဒီ3လုံး3လို့ထည့်တယ်เนาะ သုံးပြီးတော့သုံးတဲ့နှစ်ပွင့်တိုးလိုက်နော်ကျွန်တော်နှစ်ပွင့်တိုးလို့ရှိရင်သုံးပြီးတော့ကျွန်တော်တို့ဒီမှာကျတော့ကျွန်တော်တို့ငားလို့ရိုက်ထားတယ်။ငားအောင်နှစ်ပွင့်တိုးလိုက်။နော်ခုံလို့ရိုက်ထားတယ်။ခုံနှစ်ပွင့်တိုးလိုက်။နော်ဒီမှာကျတော့ကျွန်တော်တို့ကိုးလို့ရိုက်မယ်ဆိုလို့ရှင်3ပိတ်6 4 3ဆိုတဲ့ဒဲ့ပေါ့။နော်ဒဲ့လို့ဖြစ်သွားတယ်။အဲ့ဒီမှာကသူကဒီရှေပေါင်း30ကို तू လောက်ထားတာလေ။နော် ီရှေပေါင်း30ကိုလောက်ထားတာပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာဒီရှေပေါင်း30တူချက်ကြည့်နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာရှေပေါင်း30လို့ရိုက်ထားနော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာရှေပေါင်း30လို့ရိုက်ထားနော်ရှေပေါင်း30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 လို့သူထည့်ခြင်းတာပေါ့နော်ဒီရှေပေါင်း30မှာလောက်ထားတာကသူကဒီရှေပေါင်း30လို့ထည့်လို့ရှင်ဒီသုံးလုံးက6လို့ထည့်တယ် နော်ရှီပေါင်း30နဲ့ဒီသုံးလုံးက6လို့ထည့်တာနော်သူရဲ့အထက်ကနော်ဒီသုံးခါလို့လည်းရိုက်ထားတယ်ပေါ့နော်သုံးခါနော်နှစ်ခါနော်တစ်ခါနော်သုံးညခါလို့နော်သူက၄ကစီသွားသူရဲ့အောက်မှာရှီပေါင်း30ဒီသုံးလုံးက6လို့ရိုက်ထားတယ်ဒီနှစ်ခါရဲ့အောက်မှာရှီပေါင်း30ဒီသုံးလုံးက9လို့ရိုက်ထားတယ်နော်တစ်ခါနော်သူရဲ့အောက်မှာရှီပေါင်း30ဒီသုံးလုံးက8လို့ရိုက်ထားတယ်နော်6ခွန် ရှစ်လို့ရိုက်တာဒီမှာကျွန်တော်တို့၃ညခါလို့ရိုက်တယ်သူ့အောင်မှာရှေပေါင်း30เนาะရှေပေါင်း30ကိုဒီ၃လုံးက6လို့ရိုက်ရမှာဆိုတော့ကျွန်တော်တို့က6 4 3ဆိုရက်ဒါဒဲเนาะအဲ့မှာဒီရှေပေါင်း30ကလည်းเนาะသူကနေเนาะတက်ကြည့်လိုက်ပေါ့เนาะတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်မှာเนาะ၄ချိန်မှာသူ့ရဲ့ရှေမှာရှေပေါင်း6လို့ရိုက်တာเนาะရှေပေါင်း6လို့ရိုက်တာသူကနေသူ့ဘေးကနေတက်ကြည့်လိုက်ပါတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ရဲ့ဘေးမှာကျွန်တော်တို့ရှေပေါင်း ရှေ့လို့ရိုက်တာနော်သူကနေတက်ကြည့်လိုက်ပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရဲ့ရှေ့မှာရှေ့ပေါင်းခွန်လို့ရိုက်တာနော်ဒီမှာကျွန်တော်ရှေ့ပေါင်းခွန်ရှေ့ပေါင်း၈ရှေ့ပေါင်း၉ရှေ့ပေါင်း၁၀နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ၆၄၃ဆိုတဲ့ဒဲပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်ဒါကျွန်တော်နော်မွေးကနန် site ရောကွက်ရွှေ site ကောနော်ဒီပေါင်းချင်း site ပေါ့နော်တခြားကြည့်ပါနော် ဒီချက်ကြီးပါဒါလေးကနော်ကတ်ကြောလေးပေါ့နော်သူကဒီ3လုံး6နော်ဒီ3လုံး6လို့ရိုက်ထားတယ်နော်ဒီ၄လုံးပေါ့နော်ဒီထီရှိတော့3လုံးနဲ့ဒီခါနဲ့ပေါ့နော်ဒီ3လုံး6လို့ရိုက်ထားတယ်အဲ့လို6လို့ရိုက်တယ်ပြောနော်ကျွန်တော်တို့ဒီကရှေပေါင်းကနော်နောက်ပေါင်း5လို့ပြန်ရိုက်ထားတယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီထီရှိတော့3လုံးပေါင်း6လို့ရိုက်ထားတယ် 6လေရိုက်လို့ရှင်ဒီက3ညခါနဲ့လှမ်းပေါင်းဒီလီလုံးကကျွန်တော်တို့6လေရိုက်ထားတယ်အဲ့လို6လေရိုက်လို့ရှင်ကျွန်တော်တို့ဒီကရှေပေါင်း9နောက်ပေါင်း9လို့ပြန်ရိုက်ထားတယ်ဒီစားကြည့်နော်ကျွန်တော်ရေမိတ်ဆွေတငယ်ချင်းများအားလို့ကျွန်တော် site တွေကနော်ရှားဝင်မှုကနော်ညာတော့ကြာကြာပြန်ရှုပ်ရှုပ်သွားတာပေါ့နော်အဲအကြောင်းတရားကြည့်ပါတရားကြည့်ပါလို့ပြောတာဒါတော့မှကျွန်တော်ထားခဲ့တာလေးအများကြီးရှိရကျွန်တော်နော်ညတိတော့လင်မသွားနဲ့ကျွန်တော်တကူရင်းရှင်းပြတာဗျ နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးရှာဖွေမှုကနော်တဖာမှာလဲဆိုင်တယ်ပေါ့နော်ကျွန်တော်တို့သိချင်ပါနော်ဒီ၃လုံး6လူရိုက်တယ်သူရဲ့၃ညခါနဲ့ဆိုတော့ကျွန်တော်တို့ဒီ၄လုံးပေါင်း6လူရိုက်တယ်ဒီ၄လုံးပေါင်း6လူရိုက်လိုက်တာနဲ့ကျွန်တော်ဒီရှေပေါင်း၄ရက်နော်နောက်ပေါင်း၄လူပြန်ရိုက်တာနော်ဟောအဲ့လိုမဟုတ်ဘူးပြနော်ဒီရှေပေါင်းကနော်၅အပိတ်လူရိုက်တာနော် ဒီရှေပေါင်းကငါအပိတ်လို့ရိုက်ထားတယ်ဒီလီလုံး6เนาะဒီရှေပေါင်းကငါအပိတ်လို့ရိုက်ထားတယ်ဒီလီလုံးပေါင်းเนาะ6เนาะရှေပေါင်းကငါအပိတ်လို့ရိုက်ထားတယ်เนาะဒီမှာလည်းလိုပဲဒီ3လုံးပေါင်းနဲ့ကျွန်တော်တို့ဒီ3ရခါနဲ့เนาะဒီလီလုံးပေါင်း6လို့ရိုက်တယ်ရှေပေါင်းလေးက4အပိတ်လို့ရိုက်ထားတယ်အဲ့ဒီမှာကျွန်တော်တို့သူလောက်ထားတယ်ပေါ့เนาะဒီမှာကကျွန်တော်တို့ ီနှလုံးပေါင်း6เนาะဒီက6ထိတ်နေဆိုလို့ရှိရင်နှစ်ပေါ့เนาะเนาะဒီနှလုံးပေါင်း6နဲ့ကျွန်တော်တို့ရှေးပေါင်း10နဲ့မှာเนาะဒီကနန်းလေးလုံးပေါင်း6လို့ရိုက်မှာပေါ့เนาะ6လို့ရိုက်မှာပေါ့เนาะတခြားကြည့်ပါเนาะကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီကနန်း နှလုံးပေါင်းနဲ့ကျွန်တော်တို့ရှေးပေါင်း30ထဲမှဒီကနန်းလေးလုံးပေါင်း6လို့ရိုက်ထားတယ်။အဲ့မှာကျွန်တော်တို့ဒီရှေးပေါင်း3ကြောင်းမလို့3နောက်ပိတ်လို့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့6 4 3ပေါ့နော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးဒီဆိုင်မှာလည်းဖြည်းဆိုင်ရှိတယ်နော်ဖြည်းဆိုင်ရှိတယ်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံး6 4 3နော်ဒဲပါနော်အားတော့ရန်ညင်ရမောဗျာနော်မွေကနန်းဆိုင်တွေနဲ့ထွက်သွားရင်နော်ဒါကျွန်တော်လဲနော်ပြောလို့မရအောင်ပေါ့ 6 3 r တော့ထိုးပေါ့ဗျာเนาะ r တော့ရန်เนาะ r ရန်ပေါ့เนาะ6 3ကတော့တဲ့ပေါ့เนาะကျွန်တော်ရေမိတ်ဆွေတကယ်